ရဖို့ဖို့အတွက်ကောင်းငင်ပေါ်အထိတန်ချောင်းတွေနဲ့အသက်ဆုံးကြီးတက်တယ်လို့အခုမြင်နေရတဲ့ဗီဒီယိုကရုပ်ရည်ကြီးလိုက် AI နဲ့လုပ်ထားသလားလို့ထင်ရပါတယ်။ဒီလူကကောင်းငင်ပေါ်အထိထိုးတက်နေတဲ့သစ်ပင်ပေါ်ကိုတန်ချောင်းတွေကိုတုံးပြီးတဆင်ချင်းစီတက်နေပါတယ်။သူကတန်ချောင်းတစ်ချောင်းစီကိုသစ်ပင်မှာတူနေရိုက်ထည့်ပြီးတော့အပေါ်ကိုဖြည်းဖြည်းချင်းတက်လာပါတယ်။သစ်ပင်ကတိုက်အမြင့်ရှိတဲ့ကိုတက်စားလောက်မြင့်ပြီးတော့မြေကြီးပေါ်တောင်ကောင်းကောင်းကိုမြင်ရတော့ပါဘူး။နောက်ပြီးသူကဘာလုံးဂျုံရင်းပစ္စည်းကိုမှတုံးထားတာမရှိပါဘူး။တူတလက်နဲ့တန်တွေလည်းရှိပါတယ်။ ူကအခုလိုတစ်ပင်ပေါ်တက်နေရတဲ့ရည်ရွယ်ချက်ကတစ်ပင်ထိပ်ရှားမှရှိတဲ့အပြောင်းအုံကိုဖြိုးဖို့ပါ။တစ်ပင်ကအပေါ်ကိုရောက်လာတာနဲ့ညာလူရဲ့အလေးချိန်ကြောင့်ခိုးဘက်ထိပဲရိမ့်ထိုးလာပါတယ်။ဒါပေမဲ့သူကတော့တန်ဆောင်နှချောင်းပေါ်ခြေထောက်တင်ပြီးတော့တိတ်ကိုင်းဖွေကိုခုတ်ပြီးတော့ရှင်းပါတယ်။ပြီးတော့တိတ်ကိုင်းများပေါ်ကပြောင်းအုံကိုဓာတ်နဲ့ခုတ်ပြီးယူလိုက်ပါတယ်။ဒီပြောင်းအုံကဘလောက်ထိအဖို့တန်နေတယ်လဲမသိပေမဲ့အသက်ဆုံးပြီးယူသိရလားဆိုတာကတော့မသိကြပါဘူး။ ပြည်သက်ကြီးလို့ဆိုရင်ရောဒူတလက်နဲ့တန်တွေကိုတုံးပြီးအခုလိုကောင်းရင်ပေါ်အထိပြားအောင်များဖို့တက်ရတဲ့ဒီမှုကိုတက်တိရှိတယ်လို့ထင်ပါမလား။ဒါမှမဟုတ်ယူနေတယ်လို့ထင်ပါသလား။ comment ထဲမှာဆွေးနွေးပေးခဲ့လို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ဝါပင်တွေနဲ့ပြုလုပ်ထားတဲ့အမိုက်စားတရူရူရဝါဖနက်ပြည်သက်တို့ရဲ့တရူရူမျိုးတွေအမြဲလိုလိုစီးနေကြတဲ့တရူရူရဝါဖနက်ကိုမြင်မှုကြမယ်လို့ထင်ပါတယ်။ဝါဖနက်လို့ဆိုပေမဲ့လည်းကြီးလိုက်ရင်ခင်မီယူဖနက်ပုံစံမျိုးဖြစ်နေရအောင်တွေးရမှာပါ။ တကယ်တမ်းဒီရိုးရဖနက်တွေကိုဝါးပင်ကနေရတဲ့ဝါးမြင့်လေးတွေကိုအခြေခံပြီးအစစ်စစ်ပြုလုပ်ထားတာပါအရင်ဆုံးဝါးကိုခွာတက်ပြီးတော့ဝါးမြင့်လေးတွေရအောင်လုပ်ပါတယ်အဲ့ဒီနောက်ရလာတဲ့ဝါးမြင့်တွေကိုအိကြသွားအောင်လို့တူနဲ့ထူရေနဲ့ပြုတ်အချောက်လန်းကြပါတယ်။အဲ့ဒီနောက်လက်နဲ့တစ်မျိုးဆက်နဲ့တစ်မျိုးကြိုးကြည့်ပြီးတော့ဖနက်ရဲ့အောက်ခံများရအောင်လုပ်ကြပါတယ်။ဖနက်ပြုတ်လို့ဖို့အတွက်ဝါးအောက်ခံများရတဲ့အခါဘေးသားတွေကိုအစစ်စစ်အထက်ထက်ကောကတ်ပြီးတော့ရိုးရဖနက်ရအောင်ပြုတ်လုပ်ကြပါတယ်။ နောက်ဆုံးရိုးရဖနက်တရံဖြစ်လာဖို့ဖနက်ပိစသားကိုတေချာဆက်နဲ့ချုပ်လို့ပါတယ်။ဒါဟာတရုတ်တွေနင်းစင်နဲ့မျှစီးကြတဲ့ရိုးရဖနက်တွေကိုဝါးဟုပြုတ်လို့ပြီးချုပ်လို့တဲ့နည်းလမ်းဖြစ်ပါတယ်။နောက်တစ်ခုကတော့အုံးမင်ရဲ့အစိမ်းပိုင်းကိုအသုံးပြုပြီးဖနက်အောက်ခံများလုပ်ကြတာပါ။အုံးမင်ရဲ့အစိမ်းပိုင်းကိုအချောက်ခံပြီးတော့အဲ့ဒီအပေါ်မှာကော်လိုမျိုးစင်းခဲ့တဲ့အရာကခြေထောက်ကိုအဲ့ဒီအပေါ်တင်ပြီးတိုင်းကဖျက်တောက်ကြပါတယ်။ရလာတဲ့ဖနက်အောက်ခံများတွေကိုစက်ပစ္စည်းအကူအညီနဲ့ဖနက်တရံဖြစ်လာဖို့အစစ်စစ်အထက်ထက်ချုပ်လို့ကြပါတယ်။ ဒါကလည်းတရုတ်တွေကိုယ်တိုင်ချုပ်လုပ်ပြီးစီးကြတဲ့ရိုးရာဖက်နယ်တစ်မျိုးပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ဒီအပင်ကပိုးကောင်တွေကိုအမှုန့်ကျိတ်ပြီးနှက်ခမ်းနီတွေလုပ်နေကြတယ်။ပြည်သက်တို့ရေဒါကတော့အစိမ်းအောင် ကတ်တက်ပင်တွေကနေနှက်ခမ်းနီတရေတွေထုတ်နေကြတာပါ။နှက်ခမ်းနီကိုတော့ကတ်တက်ပင်ကရတဲ့အင်းဆက်ပိုးကောင်တွေကိုအမှုန့်ကျိတ်ပြီးထုတ်ကြတာပါ။ အရင်ဆုံးနှက်ခန်းနီလိုပို့အတွက်ကက်စတက်အပင်ကပိုးကောင်လေးတွေထွက်လာအောင်လုပ်ရပါတယ်ပိုးကောင်အင်းဆက်လေးတွေထွက်လာပြီဆိုရင်တော့ဒါတွေကိုအပင်ကနေခွာချပြီးတော့အချောက်ခံပါတယ်အင်းဆက်တွေကအဖြူရောင်ပုံသဏ္ဍာန်ရှိပြီးဆူဆူထိုင်းထိုင်းရှိပါတယ်အချောက်ခံလိုက်တဲ့အခါအနီရောင်ပုံစံပြောင်းသွားပြီးတော့အရာကိုအမှုဖြစ်သွားအောင်ထုချိန်ပါတယ်ကက်စတက်ပင်ကပိုးကောင်လေးတွေရဲ့အသားဟာအနီရောင်ရှိတဲ့အတွက်အမှုန်ကျိတဲ့အခါမှာအခုလိုမျိုးအနီရောင်ကိုရလာတာပါအမှုန်ကျိပြီးရလာတဲ့အနီရောင်အမှုန်ကိုရေထဲထည့်ပြီးဖြောပါတယ် အဲ့ဒီနောက်အဲ့ဒီရေနဲ့ဖြောထားတာကို အရေကြီးရအောင် ပြန်ပြီးစစ်ထုတ်ပါတယ်စစ်ထုတ်ထားတဲ့အရေကြီးကိုပွက်လာတဲ့အထိမီးအပူပေးပါတယ်စူပွက်လာပြီးအရေကနေအနှစ်ဖြစ်လာတဲ့အခါအဲ့ဒါကိုထက်ချောက်ခံပြီးထူထောင်းကအမုံထက်ကြိတ်ပါတယ်ဒုတိယအကြိမ်အမုံကြိတ်ပြီးရလာတဲ့အမုံကိုပြားဖျောက်နှစ်ထဲကိုထည့်ပြီးတော့ခက်ဖြည်းဖြည်းချင်းမှွေပါတယ်အဲ့ဒီနောက်နှာခမ်းနီပုံစံကွက်ထဲကိုထည့်ပြီးတော့တဘာဝအတိုင်းထုတ်လုပ်ထားတဲ့ညီရဲရဲနှာခမ်းနီထောင်းတွေကိုရရှိလာပါတော့တယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်